Hello မင်္ဂလာပါဒီနေ့ကျမကကျမရဲ့ချစ်တဲ့မိတ်ဆွေကိုတနေ့တာရဲ့ခုံကြားစိတ်တွေနဲ့ပတ်သက်ပြီးတော့လုံလောက်စေတဲ့ခါထားလေးပြောပြမယ်တနေ့တာမှာကျမတို့ကတအိမ်မှာမိသားစုအိမ်တအိမ်မှာ3000တုံးနေဆိုရင်3000ဝင်ငွေအပြည့်ရအောင်လို့4000တုံးနေဆို4000တသိန်းတုံးနေဆို3000ပေါ့ကိုနဲ့တင့်တင့်မြတ်တဲ့ဝင်ငွေရရှိအောင်ဆိုရက်ဒီမှာကျမအမြဲရွတ်ဖတ်တယ်ပေါ့နော်ကျမအခုဆိုအဲ့ဒီကာထာလေးကိုရွတ်ဖတ်ခဲ့တာ12နှစ်ရှိသွားပြီ အရန်တိတာတာပဲအဲ့ဒီကထာလေးကိုရွတ်ဖတ်တဲ့အချိန်တော့ဆိုကျမပတ်စံကိုတေလောက်အောင်ရှာရတယ်ဆိုတော့အခြေအနေမျိုးမှာရှိတယ်။အဲ့ဒီအခြေအနေကနေမှကျမကနေပြီးတော့ပြောင်းလဲပြီးတော့မှလုံလောက်တယ်ပြေစုံတယ်ပို့ရှန်တယ်ဆိုတော့အနေထားကိုရောက်လာတယ် ်ဘောနော်မချမ်းသာပြီမချမ်းသာလောက်တဲ့အလုပ်ကိုလည်းကျမတို့ကလုပ်တာမဟုတ်ဘူးလေချမ်းသာလောက်တဲ့အလုပ်ကိုလုပ်တာမဟုတ်တဲ့အတွက်ချမ်းသာဖို့ဆိုတာမရှိပေမဲ့လူလောကထဲမှာတင်းနှောင်းတင်းနဲ့တတက်ရရနေနိုင်တယ်လူနိုင်တယ်တန်းနိုင်တယ်မပိုရှံပေမဲ့မပေါများပေမဲ့ပြည့်စုံခြင်းဆိုတာရှိတယ်ကျမရဲ့အဆင့်ကျမရဲ့အလွှာမှာကျမလုံလောက်တယ်ဆိုတဲ့အနေထားကိုရောက်ရှိလာတယ်အဲ့တော့အဲ့ဒီကာထာလေးကိုကျမကဒီကနေပဲအယူဖတ်ပြီးပြမယ်အဲ့ဒါလေးကိုမှတ်ပြီးတော့တနေ့ကိုအ ਨੇ စုံပတိတစ်ပတ်တရားရှိလုံးပတိနဲ့တစ်ပတ်စိတ်ပေးပါ တေချာစိတ်ကြည့်ပါတေချာစိတ်အာယုံစူးစိုက်လာလေလေတိတာတယ်နော်နှစ်ပတ်လောက်ဆိုရင်အရန်တိတာတယ်အခုစိတ်အခုတော့မစွမ်းဘူးလေတသက်လုံးဖျားတရားမလုပ်ဘူးဂါထာတိမထားပြီးတော့ဖျားရှိခိုးရဆီယမကထားလည်းမစွမ်းဘူးတော့လားမပြောနဲ့နော်အဲ့ဒါတော့ကိုယ့်ရဲ့ဟိုနေမို့ကိုယ့်ရဲ့ဟိုနိကုတ္တတရားသရတရားနဲ့ပဲဆိုင်နေတေချာလေးတော့နှစ်ပတ်လောက်အာယုံစူးစိုက်ပြီးတော့လုပ်ကြည့်ပါတေချာစွမ်းပါတယ်နော်အဲ့တော့ပဲပဒီလေးကိုဥစော်ပြမယ်နော် အရဟံနမောဗုဒ္ဓါယဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိ တန်ဃာတရဏံကိစ္ဆာမိပတိတတုံးချကျွန်မကိုးကောက်ရွတ်ပေးမယ်အရဟံနမောဗုဒ္ဓါယဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃာတရဏံကိစ္ဆာမိအရဟံနမောဗုဒ္ဓါယဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃာတရဏံကိစ္ဆာမိအရဟံနမောဗုဒ္ဓါယဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃာတရဏံကိစ္ဆာမိအရဟံနမောဗုဒ္ဓါယဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃာတရဏံကိစ္ဆာမိအရဟံနမောဗုဒ္ဓါယဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃာတရဏံကိစ္ဆာမိအရဟံနမောဗုဒ္ဓါယဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃာတရဏံကိစ္ဆာ ာမိအရဟံနမောဗုဒ္ဓါယဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိတန်ဃသရဏံကိစ္ဆာမိအရဟံနမောဗုဒ္ဓါယဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိတန်ဃသရဏံကိစ္ဆာမိအဲ့ဒီအရာလေးကိုပရိတလုံးချနဲ့တရားရှိလုံးပရိတွေနဲ့မိတ်ဆွေသိချစိတ်ကြည့်လိုက်ပါသင်ပြေဆုံးခြင်းကြွယ်ဝခြင်းဆိုတာတိလက်ထဲကိုရောက်ရှိလာပါလိမ့်မယ်စစ်စစ်တမားရဲ့စမတဲရောအကြံမှုပါ